်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးမြမစစ်တပ်ကပြုလုံမည်ရွေးကောက်ပွဲမှာယုံကြည်စိတ်ချရသောရလမထွက်နိုင်၍လိလာဆောင်ကြီးရဲ့အဖွဲ့များစိတ်လုံရန်အစီအစဉ်မရှိဟုဥရောပတမကပြောဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မြမစစ်တပ်ကပြုလုံမည်ရွေးကောက်ပွဲမှာယုံကြည်စိတ်ချရသောရလမထွက်နိုင်၍လိလာဆောင်ကြီးရဲ့အဖွဲ့များစိတ်လုံရန်အစီအစဉ်မရှိကြောင်းဥရောပတမက၏လူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အော်တိုဝါလာ16ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူမှာပြုလုပ်တဲ့ ASEAN EU အရက်ဘက်လူမှုဖွဲ့စည်းများဖိုရမ်နဲ့လူခွင့်ရေးဆိုင်ရာ ASEAN EU မူဝါဒဆွေးနွေးပွဲတက်ရောက်လာစဉ်ဥရောပသမဂ္ဂ၏လူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ကမြန်မာစစ်တပ်ကပြုလုပ်သောရွေးကောက်ပွဲသို့ဥရောပသမဂ္ဂလေးလာသူဆင်းလို့ရန်အစီအစဉ်မရှိကြောင်းထုတ်ဖော်ပြောဆိုခြင်းဖြစ်ပါသည် မြန်မာစစ်တပ်၏ရဲကဝဲမှာယုံကြည်စိတ်ချရသောရလက်ထွက်ပေါ်လာနိုင်ခြင်းမရှိကြောင်းအနောက်နိုင်ငံများပါဝင်မြန်မာအရင်လေးလာဆောင်ကြည့်သူများကစစ်တပ်၏ရဲကဝဲသည်အတူရောင်သာဖြစ်ပြီးစစ်တပ်၏အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စေရန်ရည်ရွယ်ထားသောဟန်ပြရဲကဝဲသားဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါသည်မြန်မာနိုင်ငံတွင်လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်နိုင်သည့်အခြေခံလိုအပ်ချက်အခြေအနေများကို မဖြစ်စည်းပေးနိုင်ကြောင်းလည်း၎င်းကပြောပါရယ်စေစိုးရကကမကဋ္ဌပြုတဲ့ရွေးကောက်ပွဲဖြစ်လို့ရလက်ကတော့တခုပဲထွက်မှာပါဟု၎င်းကပြောပါရယ်မြန်မာနိုင်ငံတွင်2021ခုနှစ်ဆင်အာနာသိမ်းပြီးကြတဲ့ကနိုင်ငံတော်နယ်မြေများပြားကိုသိမ်းပိုက်ခဲ့သောလက်နက်ကန်တော်လန်ပုံကံမှုကိုဖြစ်ပေါ်နေပြီးစစ်တပ်ကလည်းရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာဖြင့်ရန်နှုံးပြေမကျင်းပနိုင်ကြောင်းထုတ်ဖော်ဝန်ခံထားပါရယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့မင်းအွန်လိုင်းကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏လုပ်ငန်းတာဝန်ဖြစ်သည့်လွတ်တော်ကိုယ်စားလှယ်လောင်းများကိုစစ်ဆင်နေမှုများကိုသူကိုယ်တိုင်လုပ်နေဟုထုတ်ပြောမဲဆွေစည်းရုံးရေးတွင်စစ်တပ်ကိုဝေဖန်တိုက်ခိုက်လျင်အမတ်လောင်းဖြစ်မှပေးဖြတ်နိုင်ဟုချိန်ချောက်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အကြံဖက်မင်းအွန်လိုင်းကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏လုပ်ငန်းတာဝန်ဖြစ်သည့်လွတ်တော်ကိုယ်စားလှယ်လောင်းများကိုစစ်ဆင်နေမှုများကိုသူကိုယ်တိုင်လှုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်စစ်တပ်ကဒီဇင်ဘာ28ရက်စတင်ပြုလုပ်မဲ့ရွေးကောက်ပွဲဝင်ရဲစည်ရင်ပေးသူစုစုပေါင်း58ပါတီရှိပြီးကိုယ်စားလှယ်လောင်း9000ကျော်ရှိကြောင်းဆိုပါကိုယ်စားလှယ်လောင်း9000ကျော်တွင်လည်းအတန်းပညာနှင့်ပတ်သက်၍လကောက်အခြားကိစ္စရပ်များနှင့်ပတ်သက်၍လကောက်ညှိစုံးနေသူများတွေ့ရကြောင်းမင်းအောင်လိုင်ကသူကိုယ်တိုင်ကိုယ်စားလှယ်လောင်းများကိုစစ်စစ်သည့်အခြေအနေများကိုထုတ်ဖော်ပြောဆိုထားပါတယ် ရေကောက်ပွဲအတွက်စည်ရင်ပေးထားတာ58ပါတီရှိပါတယ်။တနိုင်ငံလုံးဝင်ပြိုင်မဲ့6ပါတီ၊ပြည်내တိုင်းဒေသကြီးမှာဝင်ပြိုင်မှာက52ပါတီရှိပါတယ်။စီစစ်ဖို့အတွက်သက်ဆိုင်ရာဝင်ကြီးဌာနစီကိုရောက်ရှိလာတဲ့စည်ရင်ကိုကြည့်တဲ့အခါမှာတော့ကိုယ်စလဲလောင်း9000ကျော်ရှိပါတယ်။အဲ့ဒီထဲကတချို့ဟာအကျန်းဖြင့်ကြည့်တဲ့အခါမှာအတန်းပညာနဲ့ပတ်သက်တာအခြားကိစ္စရပ်တွေနဲ့ညှိစောနာတွေတွေ့တဲ့အခါကျတော့တချို့ဟာတွေလည်းအပြောင်းလဲတော့ရှိနိုင်ပါလိမ့်မယ်ဟုမင်းအွန်လိုင်းကဆိုပါတယ်။ ထို့ပြင်အကြမ်းဖက်စစ်တပ်ကရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မည်နိုင်ငံရေးပါတီများကိုအော်တိုဘာလ28ရက်နေ့မှစတင်၍ရက်ပေါင်း60မဲဆွယ်စည်းရုံးခွင့်ပြုလိုက်ပြီးမဲဆွယ်စည်းရုံးရမည်ပါတီများအနေဖြင့်စစ်တပ်ကိုဝေဖန်တိုက်ခိုက်မှုများမလုပ်ရန်ဆိုသောစီမင်းများကိုလိုက်နာရမည်ဖြစ်ကြောင်းရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မည်တတိပုဂ္ဂလလွတ်တော်ကိုစလဲလောင်းတို့ကပြောဆိုပါသည် မဲဆွေစည်းရုံးမှုတွေမှာတက်မတော်ကိုမဝေဖန်ရဘူးဆိုတာဒီမျိုးနယ်ကော်မရှင်ဘက်ကခေါ်ယူအတည်ပြုတဲ့ဒီစီကံချက်ကိုညှိဆုံရင်ကိုယ်စလဲလောင်းအဖြစ်ကနေပယ်ဖျက်နိုင်တယ်လို့ပြောတယ်ဟုတတိပုဂ္ဂလရွေးကောက်ပွဲဝင်ပြိုင်မဲ့တိုင်းဒေသကြီးလွတ်တော်ကိုယ်စလဲလောင်းကရှင်းပြပါရယ်ရွေးကောက်ပွဲကိုယ်စလဲလောင်းများနေဖြင့်လာမယ့်အောက်တိုဘာ28ရက်မှဒီဇင်ဘာ26ရက်နေ့အထိရက်ပေါင်း60ကြာမဲဆွေစည်းရုံးနိုင်ပြီးမဲဆွေစည်းရုံးရာတွင်စက်တင်ဘာ25ရက်နေ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတဲ့အချက်၉ချက်ပါညွှန်ချက်ကိုလိုက်နာရမည်ဖြစ် ကြောင်းအဆိုပါရည်ညွှန်းချက်တွင်စစ်တပ်ကိုဝေမန်တိုက်ခတ်ခြင်းမပြုရဆိုသောအချက်ပါဝင်ကြောင်းသိရှိရပါသည်နိုင်ငံရေးပါတီများရွေးကောက်ပွဲမဲဆွဲဟောပြောစည်းရုံးရာတွင်စစ်တပ်ပြုကွဲရေးနှင့်စစ်တပ်၏ဂုံတိုက်ခါထိခိုက်စေမှုများမလုံဆောင်ရန်နှင့်လိုက်နာရမည့်အချက်၉ချက်ကိုစစ်တပ်လောက်ခံရွေးကောက်ပွဲကော်မရှင်ကတားမြစ်ထုတ်ပြန်ပါသည်အကြံဖက်စစ်တပ်လောက်ခံရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာ25ရက်နေ့မှနိုင်ငံရေးပါတီများအတွက်မဲဆွေစည်းရုံးဟောပြောတင်ပြခွင့်အတွက်လိုက်နာရမည့်စီမင်းစည်းကမ်းများကိုထုတ်ပြန်ခဲ့ရမှာနိုင်ငံရေးပါတီများ များအနေဖြင့်ဟောပြောတင်ပြရာတွင်ပြည်ထောင်စုမပြိုကွယ်ရေးတိုင်းဒါစီလုံးညီညွတ်မှုမပြိုကွယ်ရေးနှင့်ချုပ်ချာအာဏာတည်ထက်ခိုင်မြဲရေးတို့ကိုတိကိုက်စေသည့်ဟောပြောမှုများမပြုလုပ်ရန်လုံးကြုံရေးတရားဥပဒေစိုးမိုးရေးနှင့်အစ္စန်တာယာရေးကိုထိခိုက်စေသည့်ဟောပြောမှုများမပြုလုပ်ရန်၂008ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲဥပဒေများကိုလေးစားလိုက်နာမှုမရှိသောဟောပြောမှုများမပြုလုပ်ရန်နိုင်ငံတော်အားအကြီးအကျယ်ပြည့်စုံရန်သို့မဟုတ်ဂုံတိတ်ခါတိပါစီရန်ဟောပြောမှုများမပြုလုပ်ရန်တို့တားမြစ်ထားပါသည်။ စစ်တပ်လောက်ကန်ရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီများ၏ဟောပြောစည်းရုံးမှုစာမှုများကိုစစ်ဆင်မည်ဖြစ်ပြီးပြင်ဆင်ရေးသားခြင်းခွင့်ပြုမိန့်ထုတ်ပေးခြင်းများဆောင်ရွက်မည်ဖြစ်ကြောင်းထုတ်ပြန်ထားတယ်လို့သိရပါဗျ။နောက်ထပ်တင်ဆက်ပေးမယ့်တင်ကြောင်းကတော့မုံမင်းမျိုးနဲ့နတ်မတူမျိုးနယ်တို့ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်ဖြင့်ပုံကျဲမှုဖြီသူတို့ဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်နဲ့ကားများပြက်စီးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNNA ကသိမ်းပိုက်ထားသောမိုးမေမျိုးနှင့်နမ်တူမျိုးနယ်တို့ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ပုံကျဲမှုဖြည်သူတို့အုပ်ထိပ်ကိုက်တံရရရှိပြီးနေအိမ်နှင့်ကားများပျက်စီးသွားကြောင်းဒေသဖြည်သူများနှင့် TNNA ထံမှသိရှိရပါသည်။ အော်တိုဘားလ16ရက်နေ့ညနေ6:30မိနစ်20ချိန်ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမေမြို့တွင်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတိုက်လေရင်ဖြင့်ဘုံများလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းစစ်လေရင်ကကျဲချသောဘုံကမိုးမေမြို့တောင်ပိုင်းရက်ွက်သို့ကျရောက်ပတ်ခွဲခဲ့ပြီးပေါင်900ဘုံတလုံးနဲ့ပေါင်250ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထို့သောဘုံကျရောက်ပတ်ခွဲမှုကြောင့်အသက်90ရွယ်ဒေါ်အောင်ရွှေမှာထိမှန်ဒဏ်ရာရရှိပြီးနေအိမ်နှလုံးနဲ့ကားတစ်စီးထိမှန်ပျက်စီးသွားကြောင်းသိရပါသည်။ မနေ့ကညနေ6:30နာရီမိနစ်20မှာတိုက်လေရင်နဲ့ဘုံကျဲချရမှာတောင်ပိုင်းရက်ွက်အမှတ်နှစ်ခြေကန်ပညာမူလာတန်းကျောင်းသားမှာကြားရောက်ပောက်ကွဲပါရယ်အဲ့ဒီနောက်မှာပဲလမ်းမအလဲမှာဘုံနှလုံးထပ်ပောက်ကွဲပါရယ်အမျိုးသမီးတဦးထိမှန်တန်းရရပြီးနေအိမ်နှလုံးနဲ့ကားရီပြက်စီးပါရယ်ဟုဒေသပြည်သူတဦးကပြောဆိုပါရယ်အလောက်တူအော်တိုဘာ10ရက်နေ့ကလည်းမိုးမိတ်မြို့နယ်အောင်မြေရွာအနီးမှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတိုက်လေရင်ဖြင့်ပေါင်ပေါင်250ဘုံနှလုံးရော့ကက်ကြီးလက်နက်ကြီး6လုံးဖြင့် ကျဲချတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ထို့အတူယနေ့မနက်ပိုင်း8:15မိနစ်အချိန်ရှမ်းပြည်နယ်မြောက်ပိုင်းနမ်ဆယ်မြို့နယ်ဟိုမိန်ချေရွာနယ်နမ်မတူမြို့နယ်တို့တွင်စစ်တပ်ကတိုက်လေဖြင့်ဗုံးများလာရောက်ကျဲချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNL ရဲ့သတင်းထုတ်ပြန်ကြမ်းအရသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မင်းဆွေစီယုံဖို့လုံခြုံရေးအခက်အခဲရှိတယ်လို့မွန်ညညရေးပါတီပြောတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကော်မရှင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကိုယ်စားလှယ်လောင်းတွေမဲဆွေစည်းရုံးရမယ်ရက်သတ်မှတ်လိုက်ပေမဲ့မဲဆွေဘိုလ်လုံးချုံရေးအခက်ခဲရှိတယ်လို့မွန်ညညရေးပါတီပြောခွင့်ရနိုင်တန်းရွှေကပြောပါရယ်စစ်ကော်မရှင်ရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲမှာရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေအတွက်စုဝေးဟောပြောတာနဲ့မဲဆွေစည်းရုံးမှုတွေကိုအောက်တိုဘာ28ရက်ကနေဒီဇင်ဘာ26ရက်နေ့ထိရက်ပေါင်း60ခွင့်ပြုလိုက်တယ်လို့အောက်တိုဘာ15ရက်မှာကြေညာပါတယ် မဲဆွေကာလာတွင်ကိုယ်စလေလောင်းတွေနဲ့နိုင်ငံရေးပါတီတွေဟာလွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်စုဝေးဟောပြောတာနဲ့မဲဆွေစည်းရုံးနာတွေကိုတက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲနည်းဥပဒေပါပြဋ္ဌာန်းချက်တွေအတိုင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ဆိုပါတယ်။ မောင်ညညရဲ့ပါတီပြောခွင့်ရနိုင်တန်းရွှေကတော့ကိုစလေလောင်းတွင်မဲဆွေရမဲရက်ကိုထုတ်ပြန်လာပေမယ့်ကိုစလေလောင်းစင်းရင်နေမထုတ်ပြန်ရသေးတာကြောင့်ဘာမှမလုပ်ရသေးသလိုမဲဆွေဖို့အတွက်လည်းလုံခြုံရေးအခက်အခဲရှိတယ်လို့ပြောပါတယ်။ရွေးကောက်ပွဲကော်မရှင်ကတော့ပြောထားပြီးပေါ့ဒါပေမဲ့ကိုစလေလောင်းစင်းရင်ကတော့မထုတ်ပြန်ရသေးဘူးဆိုတော့ကျွန်တော်တို့လည်းဘာမှမလုပ်ရသေးဘူးဆိုတဲ့သဘောပေါ့အခက်အခဲတချို့တော့ရှိနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လူထုတွေကလည်းလုံလုံဆယ်ရွေးကောက်ပွဲကိုစိတ်ဝင်စားမှုအားနည်းတာတော့ရှိတာပေါ့နောက်ပြီးတော့ကျွန်တော်တို့သွားဖို့လာဖို့အထူးကလုံခြုံ ံရေးကိစ္စလည်းကျွန်တော်တို့အခက်အခဲရှိတယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲကော်မရှင်ကကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွေစည်းရုံးရမယ့်ကာလကိုတတ်မှတ်ပေးလိုက်ပေမယ့်မဲဆွေစည်းရုံးစဉ်ကာလတွင်ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးဘယ်လိုဆောင်ရွက်ပေးသွားမလဲဆိုတာကိုတော့အခုချိန်ထိထုတ်ပြန်ပြောဆိုတာမရှိပါဘူး။စေကောင်းဆောင်ဗိုလ်ချုပ်မှုချိန်မအွန်လိုင်းကရွေးကောက်ပွဲမှာပါဝင်မဲ့နိုင်ငံရေးပါတီဝင်တွေကိုယ်စားလှယ်လောင်းတွေအနေနဲ့မဲဆွေစည်းရုံးနဲ့ကာလကနေမဲပေးကာလအထိလုံခြုံစွာ လောက်ကိုင်းနိုင်ရေးအတွက်လိုအပ်တဲ့ကာကွယ်ပေးမှုတွေဆောင်ရွက်သွားမယ်လို့ပြီးခဲ့တဲ့ဩဂုတ်စနေမှာပြောဆိုထားပါတယ်။မွန်ညညရေးပါတီဟာပြီးခဲ့တဲ့2020အထွေထွေရွေးကောက်ပွဲမှာမဲဆန္ဒနယ်ပေါင်း45နေရာထိဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးအဲ့ဒီထဲမှာမဲဆန္ဒနယ်မြေ12နေရာအနိုင်ရရှိခဲ့ဘူးတာ12နေရာအနိုင်ရရှိခဲ့ဘူးတာဖြစ်ပါတယ်။